အခုဒီမနက်ဟိုပါတော့တပည့်ကြီးကိစ္စတိတ်လာတက်လာတဲ့ပတ်သက်ပြီးတော့တိတ်မထူးဆန်းဘူးလို့တော့မြင်တာပဲအဲတိတ်မထူးဆန်းဘူးလို့မြင်တဲ့နေရာမှာတပည့်ချင်းဆိုတဲ့မျိုးမဟုတ်မရရာစင်ကူလို့ပေါ့နော်လက်ပံလအဲအဲ့ဒီဘက်ဒီအကုန်လုံးမှာတချို့တော့ကျွန်တော်တို့အရင်ရဲဘော်တွေရှိပါတယ်ပြောချင်တာဘာလဲဆိုတော့ဗျာဟိုရှမ်းမြောက်မှာစစ်ရှုံးရတဲ့ကိစ္စက TNL ညံ့တဲ့ကိစ္စလည်းပါတယ်အဲနုကြီးရှုပ်တဲ့ကိစ္စလည်းပါတယ်ပေါ့ဗျာဒါကြီးကျွန်တော်ပြောခဲ့ပြီးပြီ ပြောချင်တာဗာလဲဆိုတော့အပြည်သူလူထုတစ္ဆေဖောက်တယ်လို့တချို့တွေကပြောတယ်ပြည်သူလူထုဒလန်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်တို့စီအမြင်ကတော့ပြည်သူလူထုဒါတကယ်လို့ဒလန်ဖြစ်ခဲ့မှာဆိုရင်မိုးကုတ်ဆင့်ကူမယ်တရားလက်ပံလအဲတပိတ်ချင်းမယ်တရားပေါ့နော်ပသိန်ကြီးအဆက်ထိတော်လင်းအင်အားစုတွေတိမ့်နိုင်မှာမထင်ဘူးလေအဲ့တော့ဟိုတီယန်လန်လေးကိုလည်းနည်းနည်းသတိပေးချင်ပါတယ်တီယန်လန်လေးကို เนาะမင်းတို့နဲ့တွဲနေတဲ့တီရန်လည်းသူသိပေးခြင်းရှမ်းမြောက်မှာဘာလို့ကြသွားလဲဆိုတော့ရှမ်းမြောက်ခုဘာလို့တရုတ်ရဲ့ဖိအားလည်းပါတယ်လို့ရန်သူထောက်လန်းရေးတဲ့ပါတယ်ရန်သူရဲ့ထောက်လန်းရေးတဲ့ပါတယ်ရန်သူထောက်လန်းရေးကဘလို့အသွင်ယူလာလဲဆိုတော့အခုထော်လာကြီးချင်းရွှေော်တို့အဲလောင်ကိုင်းတို့မူဆယ်တို့ဘက်ကနေတည်တဲ့ထော်လာကြီးဟိုက်ဒရိုလစ်ထော်လာကြီးတရုတ်ကထုတ်တဲ့ဟောင်းနေဝယ်တဲ့ကောင်နေ ဲ့ကောင်တွေစီစစ်လမ်းပေါ်မှာ10စီးတရွယ်5စီးတရွယ်3စီးတရွယ်4စီးတရွယ်သွားနေတဲ့ကောင်တွေထဲမှာတကယ်ရိုးသားသားလှုပ်ရှားတဲ့ကောင်တွေပါတယ်ဆာယာဖာနဲ့ SP တွေပါနေတယ်အဲ့ကြိုက်ဖို့ကြောက်မဲတို့တီဘောတို့ဘာတို့ညာတို့ပေါ့အခုမင်းတို့နောင်ချိုးတို့အကုန်လုံးအဖိုက်ခံလာရတာတေချာကိုစနစ်တကျဘုံကျဲသွားတာအဲ့ဒါကထော်လာကြီးသမားတွေနဲ့ဆိုင်ကယ်ကယ်တီသမားတွေမှာဆာယာဖာနဲ့ SP တွေပါနေပါတယ်ဒါကျွန်တော်တခါလေးပြောလိုက်တာပါ မင်းတို့ကောင်တွေကပတ်ဆံရရင်ပြီးရောဆိုပြီးတော့အရင်တော့စစ်ခွေးလက်ထက်က3000ပဲကောက်တဲ့ဂိတ်မှာ12000ကောက်တော့လေပေးပြီးတော့သွားတဲ့ထဲမှာတေချာစီစစ်ဖို့တော့လိုတယ်အဲ့တော့မင်းအောင်လိုင်းကိုရှော့မတွက်နဲ့အခုဒီတင်ကြီးကစစ်ခွေးတွေဘက်ကနေတယ်လီဂရမ်တို့ဘာလို့ညာတို့ကနေတင်းလာတယ်ကဘာဟိုဒါကြီးချပြလိုက်ရင်ဘာဖြစ်သွားမလဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တပိတ်ချင်းလက်ပံလာကြေးရွာမှာ စတားလင်အုံပြုတဲ့ပြည်သူတွေနဲ့မန္တလေး PDF တပ်ဖွဲ့ဝင်တွေကြားအခြေတင်စကားများတဲ့ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးကိုနိုင်နိုင်အောင်ကပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတပိတ်ချင်းကိစ္စတိတ်လာတက်လာတာပတ်သက်ပြီးတော့တိတ်မထူးဆန်းဘူးလို့မြင်တာပဲအဲတိတ်မထူးဆန်းဘူးလို့မြင်တဲ့နေရာမှာတပိတ်ချင်းဆိုတဲ့မျိုးမဟုတ်မရရားစင်ကူလို့ပေါ့နော်လက်ပံလအဲအဲ့ဒီဘက်ဒီအကုန်လုံးမှာတချို့တော့ကျွန်တော်တို့အရင်ရဲဘော်တွေရှိပါတယ်ပြောချင်တာဘာလဲဆိုတော့ဗျာ ဟိုရှမ်းမြောက်မှာစစ်ရှုံးရတဲ့ကိစ္စက TNL ညံ့တဲ့ကိစ္စလည်းပါတယ်နုကြည်ရှုပ်တဲ့ကိစ္စလည်းပါတယ်ပေါ့ဗျာဒါတွေကျွန်တော်ပြောခဲ့ပြီးပြီပြောချင်တာပါလဲဆိုတော့အပြည်သူလူထုတက်ဆက်ဖောက်တယ်လို့တချို့တွေကပြောတယ်ပြည်သူလူထုဒလန်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်စီအမြင်ကတော့ပြည်သူလူထုဒါတကယ်လို့ဒလန်ဖြစ်ခဲ့မယ်ဆိုရင်မိုးကုတ်စင်ကူမီဒီယာလက်ပံလအဲတပိတ်ချင်းမီဒီယာပေါ့နော်ပတိန်ကြီးအဆက်ထိတော်လင်းအင်အားစုတွေတိမ့်နိုင်မှာမထင်ဘူးလေတိမ့်လို့ရမှာမထင်ဘူးဟုတ်တယ်နော်အဲစစ်ကဘာလို့ပြန်ရှုံးသွားတာလဲ စစ်ကဘာလို့နောက်ဆုတ်ပြီးတော့ရန်သူအဲတိုက်စစ်ကိုမကနိုင်တယ်လဲဆိုတဲ့အကြောင်းကြီးကနှစ်ချက်ရှိတယ်။တချို့နေရာမှာစီးရီလိုရချက်ကအဲစီးရီအတုပ်ဆ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 နဲ့ကစားရတာရှိတယ်။အဲတချို့နေရာတွေမှာတွင်လဲဝင်လောက်အောင်ဆင်ရတာရှိတယ်။ဒါစီးရီရဲ့လိုအပ်ချက်။နိုင်ငံရေးလိုအပ်ချက်ကြတော့ကျွန်တော်တို့ကမြို့သိမ်းမာတို့ဘာတို့အဲတချို့ကိစ္စတွေကျွန်တော်ပြောချင်တာမြို့သိမ်းတာလွယ်တယ်ဗျ။မြို့သိမ်းတာဒီနေ့တော်လိုင်းပြီးချင်တယ်ရတယ်။အဲ့အဲ့မြို့ထိမ်းမဲ့ကိစ္စတွေကပြဿနာကြီးအများကြီးရှိတယ်။ကျွန်တော်တို့မှာမူဝါဒတွေစီမင်းစည်းကမ်းတွေတက်ဆိုင်ရာဥပဒေတွေခုံရုံးတွေတရားရုံးတွေရှိပြီ အဲ့တစ်ချက်နောက်တစ်ချက်ကခင်ဗျားတို့အဲ့ဒီတပိတ်ကျင်းနေမှာကျွန်တော်ပြောခဲ့ပြီပါပြီဒီကောက်မှာပဲအဲတော်လိုင်းအားစုတွေတိမ့်လိုက်တဲ့အချိန်ကသူ့လူကိုပတ်တာနဲ့အဲခင်ဗျားတို့တွေခင်ဗျားတို့တွေလုပ်ငန်းတွေခေါ်ပေးကြတယ်အဲ့ဒီအုပ်စုများတယ်ပေါ့ဗျာအခုကျွန်တော်တို့ခင်ဗျားတို့မန္တလေးတိုင်းစီရေးတောင်ဝင်ကငတောင်းဆိုတဲ့ကောက်အညာမြေကိုတရားနာတွေဘက်ကနေပြီးတော့အဆင့်လက်နက်တွေပေးဖို့လုပ်တဲ့အချိန်မှာတားခဲ့တယ်အသေးလို့မရဘူးအညာမျိုးအလက်နဲ့ခင်းရတဲ့သေပိုင်ခွင့်သူ့နဲ့မြန်မပေးဘူး အဲ့မှာဘယ်လိုပြလဲဆိုတော့ခင်ဗျားတို့မှတ်မိပါပေါ့မြင်းကြောင်တဲဖို့နိုင်ထူးအောင်ကနေပြီးတော့သူခွဲတဲ့နေရကြတစ်ဆယ်တစ်ဆက်ကိုစစ်စင်ရေဒုတိယကြော့မှာမင်းတို့တခိုးတွေတခြားနားတော့မင်းတို့တခိုးတွေတခြားနားထောင်အဲတချို့ကိစ္စတွေကျွန်တော်တို့ကဇုပြောနေတာမဟုတ်ဘူးဆွမ်းတော့ပြောတယ်ပီသူဝင်ဆောင်မှုကိုကိုကိုတိုင်ကမလုပ်ပေးနိုင်ဘူးဆိုရင်ကိုကိုတိုင်ကမလုပ်ပေးနိုင်ဘူးဆိုရင်ပီသူလူလူကိုမဖိနိုင်ခဲ့ခင်ဗျားတို့ရွှေတွင်းတွေတိနေတော်လိုင်းတက်ဖွဲ့တွေရရှိသွားတဲ့အချိန်မှာခင်ဗျားတို့သူ့လူကိုပသက်လက်လံရိုက်ပြီးတော့ခေါ်သွင်းထားတဲ့ဥစ္စာတွေအထောက်ထောက်တာတွေအကုန်ရှိတယ်ကျွန်တော်တို့ကတိတ်မပြောချင်ဘူးတချို့ကိစ္စတွေကအဲကျွန်တော်ဆိုလိုချင်တာကကျွန်တော်တို့ကိုကိုတိုင်က ပြည်သူဝန်ဆောင်မှုပေးတဲ့နေရာမှာအခွန်ကောက်တယ်ဆိုတဲ့ပြဿနာပေါ့လေအခွန်ကောက်တဲ့ပြဿနာအခွန်ကောက်တဲ့ပြဿနာမှာကကိုကိုယ်တိုင်ကဝန်ဆောင်မှုမပေးနိုင်ဘူးဆိုရင်ဝန်ဆောင်မှုပေးနိုင်တဲ့လူတွေကလုပ်လိုက်မယ်အဲ့ဒီမှာခင်ဗျားတို့ကစီမင်းစီကံတတ်မှတ်ထားဖို့လိုတယ်ဘာလို့ဒီနယ်မြေတွေပြန်ဆုတ်ပေးရလဲဆိုရင်ခင်ဗျားတို့သူများအိမ်ပေါ်မှာတက်နေတဲ့ကောင်တွေကိုအမေမထုတ်ပြန်ဘူးစီးမင်းစီးကမ်းရအေးမြူစစ်ပေးရှောင်လာလို့မန်းလေးမှာလုပ်ငန်းရှင်အဲလုပ်ငန်းတက်လုပ်နေတဲ့ယောက်ျားကမိုးကုတ်ကြီးတိတ်တဲ့အချိန်မှာစိုးရင်တကြီးနဲ့ပြေးလာတဲ့အချိန်မှာ အနာရူဖန်းစီတက်ဖြတ်ခဲ့တဲ့ပြစ်မှုတွေအဲကုံကားတစည်းကိုဟိုစကားစအဲ့လိုစကားစပေါ့အခုတော့စကားမပေါ့စကားစလက်ထက်ကကုံကားတစည်းပေါ့ဗျာခင်ဗျားတို့ဆိုလို့ရှိရင်အဲ့ဒီမှာဒိုင်နာပေါ့နော်တောင်နာ6ပင်းရှိမှာတစည်းကို3000ပဲတောင်းတယ်ခင်ဗျားစပွဲပြီးပြီးတော့နေမြေသိမ်းပြီးလိုက်တဲ့အချိန်မှာခင်ဗျားတို့ကားတစည်းကို12000လို့12000ကျွဲလို့မကောက်ခဲ့ဘူးလားအဲ့တော့ဒေါ်လိုင်းအင်အားစုပါလို့ပြောတဲ့လူတွေကိုတိုင်မကောက်ခဲ့ဘူးလားခင်ဗျားတို့မိမယူဖို့ကြတော့ရွှေကိုပိတ်တာလိုက်တင်ပြီးတောင်းတဲ့စစ်ကောင်းဆောင်တွေခင်ဗျားတို့ဘာမှမပြောဘူးလားမင်းတို့အောက်ခြေရဲဘော်တွေဘာမှမပြောဘူးလား YDS ကိုငါတို့လည်းချက်ပါတယ် YDS မှာတချို့သောနေရာတွေမှာငါတို့ရဲဘော်တွေလည်းရှိပါတယ်ဘယ်လောက်ပဲပြောချင်တယ်ဆရာကြီးလောက်တာတော့မဟုတ်ဘူးပြောချင်တာဗာလဲဆိုတော့လူလူချစ်အောင်လုပ်အခုကကစစ်ကစစ်နဲ့မတူဘူးဖြစ်နေတယ်အခုငါတို့တိုက်တဲ့စစ်ပွဲကအာနာရှင်တိုက်ပွဲလို့ဒါမျိုးကပြောတာစစ်ကိုဘယ်လိုပုံစံနဲ့ပုံဖော်နေလဲဆိုတာနားလည်ဖို့စစ်ရေးနားလည်ဖို့လိုတယ်အခုအခုလက်ရှိငါတို့တော်လန်နေတဲ့စစ်ရေးဒီပျောက် जा စစ်လို့ခေါ်တယ်ပျောက် जा စစ်ဆိုတဲ့နေရာမှာလှင်မြဲတွက်လက်လုံလဆိုင်ပြီးတော့လှုပ်ဝဲရတယ်လာလေးလုံးလို့ခေါ်တယ်လှင်မြဲလှုပ်ဝဲလုံကြုံ လုံလာရှိရတယ်အဲ့တော့လုံလေးလုံနဲ့လလေးလုံပေါ့ကွာလုံလေးလုံနဲ့တိုက်ကြတဲ့စစ်ပွဲအဲ့လိုပဲပြီးအဲ့ကြောက်သားစစ်ရဲ့သဘောတဘာဝမှာအာလေးလုံဆိုတာလည်းရှိတယ်နော်လလေးလုံရှိတယ်အာလေးလုံရှိတယ်ပြီးတော့ကြောက်သားစစ်တီရဲ့သဘောတဘာဝရေတဲကငားလို့ရှင်းတန်းရတာရေများလေကို့အတွက်ကူးခတ်လို့ကောင်းလေရေနဲတဲ့အခါကျတော့ရှင်းတန်းရကွက်ကွက်လေးပဲကြံတယ် တောက်ကြားစစ်တီတို့ကိုကိုကိုတမတ်ငါတို့က PD လည်းမဟုတ်လူကယ်လည်းမဟုတ်ပကပလည်းမဟုတ်ပကပလည်းမဟုတ်ငါတို့ဒီတောက်ကြားစစ်သားတွေတောက်ကြားစစ်ကိုဆင်လွှဲနေတာအခုကခုခံတွန်းလှန်စစ်လို့ခေါ်တယ်ခုခံတွန်းလှန်စစ်ချိန်ပါဘလို့ခုခံရမယ်ဘလို့ကာကွယ်ရမယ်ဆိုတာကိုနံပါတ်၁သက်အရေးကြီးတယ်နံပါတ်၂တောက်ကြားစစ်တီတယောက်ကပြည်သူလူထုမုန်းလာပြီဆိုရင်နေမြင့်ကျင်းလာတယ်ကျင်းလာရင်လှုပ်ရှားနေမြည်တွေနေသွားတယ်အဲ့ဒါသတိထားရမယ်တိုင်းပေါ်မှာရှိပါတယ်ဆရာကြီးလိုလိုပါလိုလိုနဲ့စီရေးနားလည်လားဆိုတော့လေ စစ်တိုက်ပါမြို့သိမ်းမှာဟိုခိုးတယ်ဒီဖွက်တယ်လို့ပြောတယ်လူဆိုတာတပတ်သားကိုပြောတော့မယ်ဆိုရင်ကိုကိုရန်ကစည်ရီးနားလဲရမှာဖြစ်တယ်လို့ကိုကိုရန်နဲ့စစ်တိုက်ပူရမယ်ကိုကိုရန်ကလည်းအဲတင်တန်းပေးပူရမယ်ကိုကိုရန်ကလည်းတကယ်ကိုစည်ရီးရဲ့ပထမမြေနေထားနိုင်ငံတကာရှုမြင်ရှုထောက်ကနေပြီးတော့နိုင်ငံရေးတုံ့တက်မှုတွေရှိရမယ်ဒါကျွန်တော်တို့ကတော့ freedom ပြောတယ်ကျွန်တော်ကျွန်တော်အခုဟိုပြောတဲ့ဇာတ်ကြီးအကုန်လုံးကိုကျွန်တော်တောင်းယူလဲတောင်းခံလဲနောက်တစ်ခါကျတော့ကျွန်တော်တို့ YouTube လည်းကျွန်တော်မဖွင့်ဘူးအဲဆက်လာပြောတော့ဟိုဘာလဲအဲ့ Facebook မှာပတ်စံရှာတာလည်းကျွန်တော်မလုပ်တတ်ဘူးပတ်စံရှာခြင်းလုံးလို့ YouTube မှာနာမည်ကြီးကျင်တော့အဲ့စိတ်ဝင်စားဘယ်ကောင်တင်လို့တင်မှာမသိတော့ ပြောချင်တာပါလဲဆိုတော့ခင်ဗျားတို့အဲ့တပိတ်ချင်းကြီးစတဲ့တော့လက်ပံလာပေါ့လက်ပံလာတို့တပိတ်ချင်းတို့စင်ကူးမယ်လေအဲ့ရွှေထွက်တယ်အဲ့မှာတော်လိုင်းအဖွဲ၃ဘွဲ့ခွဲလိုက်တယ်တော်လိုင်းအဖွဲ၃ဘွဲ့ခွဲတော့ TNL ရတစ်ဖွဲပေါ့ဗျာနော် PNL ရတစ်ဖွဲပေါ့ဗျာအော်ပကပတွေစူပေါင်းပြီးတော့စင်ကူးမယ်လေလက်ပံလာတပိတ်ချင်းပကပတွေမဆိုဘူးဒါမှမဟုတ်တပိတ်ချင်းပကပကကြတော့သူကဟိုလူနေအစွမ်းစားရှိတယ်တတိရှိတယ်မှန်တယ်အကျန်တဲ့ပတိန်ကြီးတို့မယ်တရာတို့ဘာတို့မန်လေးတို့ကကြတော့တိတ်အဆင်မပြေဘူး တိတ်အဆင်မပြေကြတာလေအဲ့လိုအဆင်မပြေတဲ့အခါကျတော့လူလူကဘာဖြစ်လာလဲဆိုမုန်းလာတယ်တော်လန်ကြီးကိုယွန်လာတယ်စစ်ကိုရက်ချင်တယ်အဲ့လိုဖြစ်သွားတာအဲ့လိုဖြစ်သွားတော့မင်းတို့ရှိတယ်ငါတို့အိမ်ကြီးပျက်စီးတာပဲအဲမင်းတို့မရှိတော့မှငါတို့ဒီအိမ်ကြီးကဟိုနည်းနည်းပါရှောင်တိတ်လို့ရတယ်ဆိုတဲ့အတွေးခေါ်တွေဝင်လာတယ်မင်းတို့ DSC တင်တန်းမှာအခုဆိုရှင်ဒီတည်ကျုပ်ကာလမှာပြည်ဦးလင်မှာဘူလောင်းတင်တန်းဆင်းတဲ့ဆိုတက်တီးတက်ကတက်တဲ့ကောင်တွေစစ်သားပိုင်းမှာမရှိဘူးတဲ့ပြဿနာတော့အဲဆိုတက်တီးတက်တဲ့ကောင်တွေအကုန်လုံးကပြည်ဦးလင်ရေပန်းဥယျာဉ်တို့မင်းအောင်လိုင်းသားအခုဖွင့်လာတဲ့မလဲဟိုဘာလဲဟိုဘာကောင်းကင်ကပြန်လာပါရက်ထားလာအေးအဲ့ဒီအဲ့ဒီအနေမှာဖြောပေးတယ်လေ အရင်တော့ဆိုရင်မရောက်နိုင်စစ်မှုထမ်းဥပဒေမထုတ်ခင်ရဆိုရင်ဘာလို့လဲဆိုတော့အာကျမတို့လှူတယ်တန်းတယ်ပေါ့မရောက်နိုင်ကစစ်မှုထမ်းဥပဒေထုတ်လိုက်တဲ့ခါကျတော့စစ်မှုထမ်းရင်သိမယ်ဘူလောင်းတင်တန်းတန်ရင်မြန်မယ်အရင်တော့ခင်ဗျား2021 2022 2023မှာအဲ့ဒီကာလမှာခင်ဗျားတို့ဒီ DSC တင်တန်းကိုရှောက်လာနေတာခေါ်တော်မှမလာကြဘူးမလားအခု DSC တင်နေမှာအများကြီးပဲစစ်ခွေးတို့ခင်ဗျားတို့ပြောစစ်ခွေးတို့မရောက်နိုင်ကခင်ဗျားတို့လည်းလဲလေသူကဥပဒေထုတ်လိုက်တယ်အတင်းကြပြဿနာရှာတယ်အဲ့တော့ ျွန်တော်ပြောချင်တဲ့တစ်ခုခင်ဗျားတို့တွေဒီမှော်ထဲမှာပေါ့ဗျာဒါဥပမာလေးတစ်ခုဒါလက်တွေ့ဖြစ်ခဲ့တဲ့အဖြစ်ပြန်နော်မှော်ထဲမှာဆိုရှင်မှော်ကနေပြီးတော့တပတ်ရှာပြီးတော့တင်းပြီးွားပြီးဆိုရင်လက်ရက်တဲ့လူတွေကတနိုင်တပိုင်ပေါ့ဗျာမရှိစင်းရဲသားတွေကကျင်စားလို့ရတယ်ကုမ္ပဏီကနေပေးတယ်စနေတနေ့ကိုပေးရတဲ့ဘာတွေမှာဆိုရင်သူတို့မျောသွင်းထားတဲ့ရေမြောင်းတွေဘာတွေကံတွေဘာတွေညာရှိအဲ့ဒီမှာတပိုင်တနိုင်ဝင်ပြီးတော့လက်ရက်နဲ့ကိုယ့်ဘာကိုရှာစားလို့ရတယ် ဲ့တော့တော်လိုင်းရင်အားစုတွေတိမ်းပြီးလိုက်တဲ့အချိန်မှာလုံကြုံရေးအရဆိုပြီးတော့ငကိုတဲကရှိရင်စဲမရှိစင်ရဲသားတွေကရွှေကျင်စားလို့မရဘူးအဲ့လိုမျိုးစနေတနေ့ကိုနေတစ်ပတ်နှစ်ပတ်သုံးပတ်တလားနှစ်လားလည်းဖြစ်လေဖြစ်လာရောလူလူကမနေနိုင်လို့နေဘက်ကောညဘက်ကောခိုးပြီးလုပ်တဲ့အချိန်မှာအပြိုလေးဗျာကလေးမတွေက16နဲ့18နှစ်ပဲရှိတယ်သူ့အဖေကြီးကတော့အသက်60လောက်ရှိတယ်တော့ဗိုက်ကြီးတယ်သူ့သမီးဗိုက်ကြီးတယ်၃ယောက်လုံးခေါ်ပြီးတော့အဲ့ဗိုက်ကြီးတယ်ရောအပြိုမဘောကရုံတုံးပလိုက်တယ်သူ့အဖေကိုကြိုက်တယ်မပတ်ပတ်ဆက်ဆက်ပဲ မင်းတို့တော်လိုင်းကဘာတော်လိုင်းရေးလဲမင်းတို့တော်လိုင်းကဘာတော်လိုင်းရေးစတားလင်းအင်တာနက်ကိစ္စအငင်းပွားမှုတွင် NUG ရဲဘော်များကျင့်ဝတ်ချိုးဖောက်မှုရှိဟုစင်ကူးမျိုးနှင့်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဝန်ခံခဲ့ပြီးစီကန်းချိုးဖောက်သူကိုလည်းအရေးယူမည် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အကာကငင်းတို့၏ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည်စတားလင်အင်တာနက်တင်စီကိစ္စရပ်တစ်ခုတွင်ပြည်သူ့အပေါ်ဆက်ဆံရေးကျင့်ဝတ်များကိုချိုးဖောက်ခဲ့ကြောင်းဝန်ခံ၍တတိပေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့အောက်တိုဘာ12ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည် ်ယမန်နေ့အော်တိုဘာလ17ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်အတွင်းရှိကျေးရွာတရွာတွင်စီကန်းချိုးဖောက်သည့်နေအိမ်တအိမ်မှစတားလင်းအင်တာနက်သိမ်းဆည်းရေးဖြစ်စဉ်သည်လူမှုကွန်ရက်ပေါ်တွင်ရုတ်တံအဖြစ်ပြန့်နှံ့ခဲ့ပြီးအဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းစင်ကူးမြို့နယ်အကာအီထုတ်ပြန်ချက်တွင်မှရှိသည် စင်ကူးမျိုးနယ်အကတီလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်သတင်းပေါက်ကြားမှုနှင့်လေကြောင်းတိုက်ခိုက်မှုများခက်စိတ်စိတ်ဖြစ်ပွားနေခြင်းကြောင့်စတားလင်းအင်တာနက်အသုံးပြုမှုများကိုမက်လ16ရက်နေ့မှစတင်၍စစ်စစ်ကြမှတ်ရန်စီကံများထုတ်ပြန်ထားပြီးဖြစ်သည်ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင်စီမင်းစီကန်နှင့်အညီအတုံးမပြုသည့် Starlink အင်တာနက်ကိုတင်စီရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့သည် ထို့သို့တွားရောက်စဉ်စီကန်းချိုးဖောက်သည့်နေအိမ်မှတာဝန်ရှိသူကတာဝန်ရှိသူတဦးကိုယ်တိုင်လာရောက်သိမ်းဆီးမှလက်ခံမည်ဖြစ်ကြောင်းပြန်လည်ခြေပပြောဆိုခဲ့သည့်ထို့ကြောင့်အကဥက္ကဋ္ဌဤညွန်ကြားချက်ဖြင့်တာဝန်ရှိသူတဦးနှင့်ပူးပေါင်းအင်အားဆယ်နှစ်ဦးကထပ်မံတွားရောက်ခဲ့ရာမှဗီဒီယိုဖိုင်တွင်ပါဝင်သည့်အငင်းပွားမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်လူလူမှာကအပြစ်မရှိဘူးဒီစတားလင်းထောင်နဲ့မိမသည်စီမေးစီကံဥပဒေမရှိလို့မင်းတို့တွေကိုယ်တိုင်ကပြည်သူဝန်ဆောင်မှုမလုပ်ပေးနိုင်လို့သူကထားလို့တာ အခွန်ကောက်စရာမလိုဘူးလုံခြုံရေးစီးပွားစည်းကမ်းရစီးကမ်းသတ်မှတ်ပေးဖို့နံပါတ်1အင်တာရေးကြည့်တယ်အစမကောင်းလို့နှောင်းမတည်ကြတာမြို့သိမ့်တယ်ရဲပေါ်ပဲကွာမြောင်းထဲမှာအိတ်တင်အိမ်မှာသက်ပင်အောင်အိတ်တင်အိမ်မှာတော်တော်ပြီးအိတ်တင်အိမ်မှာဘာလို့သူများအိမ်မှာတိုက်တာဟိုကရန်သူထောက်လိုင်းရာဟာ PDF တွေကဘယ်အိမ်မှာစုနေပါလဲအ PDF တွေကဘယ်ရက်ကွက်မှာနေပါလဲ PDF တွေကဘယ်အိမ်မှာနေနေပါလဲ location ပြလိုက်တော့မသားတွေဘောကုန်မင်းတို့အဲ့မှာအကုန်လုံးမသားတွေဘောကုန်စကားစားဘက်ကနေပြီးတော့မန်သေးကြီးကတင်းလို့ရှိရင် တရုတ်ကလည်းပြဿနာရှာမယ်မန္တလေးကတိနေလို့ရှိရင်တရုတ်ကလည်းပြဿနာရှာမယ်အဲနောက်ပြီးတော့ရှိုးရှိုးချင်းတော်လိုင်းကြီးကမြန်မြန်ပြီးမယ်ဆိုတော့စစ်မှုထမ်းဥပဒေကိုအသေးအတန်ချမှတ်လိုက်တယ်မဟုတ်လားအော်ဒါတွေဆွဲတယ်မဟုတ်လားအာသားတို့သမီးတို့ကြောက်ပါတယ်အာသားတို့ကဲကြပါအဲငတ်တူလေးကိုညီလို့ရှိမှခဏထားပါအောင်ဆိုပြီးတော့ ရန်သူလူတွေထည့်ပေးလိုက်တယ်လေမင်းတို့မန်လေး PDF ထည့်ဖို့မင်းတို့ကိုယ်တိုင်အောင်စဖော်တယ်လေစနိုက်ပါတင်တန်းမှာတကယ်ရွရွချွတ်ချွတ်တိုက်ရတယ်စနိုက်ပါတင်တန်းစင်းတွေတကယ်ကိုမန်တို့တင်တန်းစင်းတွေလမ်းတော့မှာအသက်ခံရမလားရန်သူဖမ်းဆီးခံရမလားရန်သူကထိုးခွဲတာမင်းတို့ကတော်လန်ရေးပေါ်မှာတချို့တချို့လူတွေကတာယာနေကြတယ်လေတာယာနေကြတဲ့အခါကျတော့ရန်သူကတိတယ်မင်းတို့ရဲ့အကြိုက်ကိုတိတယ်လို့မင်းတို့ဘာလုပ်ရမလဲဆိုတာလည်းနားလေတယ်အဲ့တော့အခုဒီ Starling ကိစ္စနဲ့ပတ်သက်ပြီးတော့ Line Mode တင်တဲ့ကိစ္စကလည်းအဲ့မိသားစုလည်းမှားတယ် အဲ့မိသားစုလည်းပါတယ်ပြီးတော့လာဖမ်းတဲ့ကောင်တွေကလည်းလက်လက်လေးတကားကားနဲ့ယူနီဖောင်းလေးတကားကားနဲ့လာပြီးပြောဆိုပြီးတော့အဲပါဝါပြတယ်လို့ခေါ်တယ်ပေါ့ပါဝါလို့ခေါ်တယ်ဒီအချိန်မှာငါတို့ကမင်းအောင်လိုင်းတော့ပါဝါမကြည့်သေးဘူးလေပြည်သူလူထုရဲ့ချစ်ခင်မှုကိုယူနေရတဲ့ပျောက်ကြားစစ်သားတွေကိုကိုကိုပျောက်ကြားစစ်သားတွေလလေးလုံးအလေးလုံးစလေးလုံးဆို ရှိသေးတယ်စီးလုံးညွှန်ညွှန်ချင်းစွမ်းဆောင်နိုင်ချင်း ဒါဒီပြောပြလို့နွားပလာတာကျွေးစုဖြစ်မှာပေါ့ပျောက်ကြားစစ်သားတွေရဲ့ကျင့်စဉ်တွေကိုလည်းလေ့လာကြပါဦးနောက်ပြီးတော့ငါတို့တိုက်နေတဲ့စစ်ပွဲကအာဏာရှင်အမြင့်ပြည့်ကျေတို့မှန်းနေငါတို့ရဲ့စစ်ကွက်ငါတို့ရဲ့စီးရေးဖော်ဆောင်မှုဒီဘယ်လိုအတိုင်းအတာမျိုးနဲ့အပိသက်စစ်ကိုတမေယိုးကြစစ်ကိုရောက်ဝင်တာပျောက်ကြားစစ်ပြီးတော့မှတမေယိုးကြစစ်လို့ခေါ်တယ်တမေယိုးကြစစ်ဆိုတာအပိသက်စစ်လို့ခေါ်တယ်မင်းတို့ဒီမြို့ကြီးမှာရှိတဲ့စောက်ယူလို့စောက်ဘောလို့ဟိုနေ့ဒီဒီကောကိုရှင်မှာဗာစောက်လက်နက်မှာဓာတ်တွေငါတို့ဒီရဲဘော်တွေနဲ့ဆွေးနွေးတဲ့ဓာတ်တွေမှာတော့ အငိုက်လေးပါးလေးအဲတောက်ကြားစစ်သားရဲ့လိုက်နာမှာစီမင်းစည်းကမ်းလေးစီရေးဖော်ဆောင်မှုစီရေးပြခုနှစ်မျိုးအကြောင်းလေးအဲနောက်ကကြတော့ဒီအရေးတောက်ပြောင်ဒဇန်ဆောင်ရိတ်နောက်ခံမိုးသားအယောင်များနဲ့လှုပ်ရှားသွားလာပုံဖြတ်ပါတဲ့ဘာလို့ကလူလူနဲ့တသားတဲ့နေတဲ့ခါကျရင်လူလူကြားထဲမှာလူလူပုံစံမျိုးပဲငါတို့ကနေရမှာဟုတ်ဘာလို့ယူနီဘောင်းတကားကတလက်တကားကနေနေနေကြတာလဲကိုကိုကိုပျောက်ကြားစစ်သားလို့မတတ်မထားဘူးလားဟမ်မျိုးသိန်းကလည်းမှန်လေရွာသိန်းကလည်းမှန်လေငါတို့ကအောင်ပွဲရသေးတာမဟုတ်ဘူးစစ်ပွဲရဲ့တိုက်ပွဲရဲ့စစ်ပွဲရဲ့တိုက်ပွဲရဲ့အောင်ပွဲရဲ့ဆိုတာရှိတယ်စစ်ပွဲရဲ့ တိုက်ပွဲငါတို့ကတိုက်ပွဲတပွဲတပွဲတိုင်းစီကိုနိုင်ဖို့အတွက်စစ်ပွဲတစ်ခုဖြစ်ဖို့အတွက်တိုက်ပွဲတပွဲတပွဲတိုင်းစီကိုပုံဖော်ရတယ်အဲ့မှာရက်ဆက်တာရှိတယ်ကြမ်းရိုးတာရှိတယ်အဲကိုခါရတာရှိတယ်သူနာခါရတာရှိတယ်ပေါ့နော်အဲ့စစ်ပွဲတပွဲတိုင်းစီကိုအနိုင်ရပြီးတော့မှပြည်သူလူထုနဲ့တသားတဲ့တွေးတဲ့တန်တဲ့ကြပြီးဆိုတော့မှစစ်ပွဲအောင်ရခြင်းအကြောင်းအရာ၁၀ချက်ရှိတယ်နော်စစ်ပွဲအောင်ရခြင်းအကြောင်းတရား၁၀ချက်ရှိတယ်အများကြီးလေးလာကြအောင်လူသေးတယ်အများကြီးလူသေးတယ်အများကြီးလူသေးတယ်အခုရန်သူကကဆာတာ၅ဆိုပြီးတော့ကဆာတာ၆ကိုဖြုတ်ပြီးတော့ကဆာတာ၅လောက်လဲတယ်ချစ်လက်အောင်ပြန်ပြီးတော့စုဖွဲ့ အဲကက်ဆာရငါးအောက်ကိုစတိုင်း၄တိုင်းပြန်ပြီးတော့စုဖွဲ့တယ်အဲဒီကပ80လို့ခေါ်တယ်ကာကွယ်ဥပဒေဆိုင်ရာအဲပြဋ္ဌာန်းချက်လို့ခေါ်တယ်အဲဒီကပ80ဆိုတော့ကာကွယ်ဥပဒေဆိုတာပြင်လို့မရဘူးဒါကတကယ်ကောင်းတဲ့ကာကွယ်ဥပဒေစစ်တပ်ဘက်ကဆွဲထားတာအဲပြင်လို့ရတာကတော့စစ်တပ်ရဲ့ဖွဲ့စည်းပုံတွေကိုတော့ပြင်လို့ရတယ်ဥပဒေကိုပြင်လို့မရဘူးစစ်တပ်မှာအဲ့တော့စစ်ရေးကြောင်းနားလေတဲ့ကောင်တွေဆိုတော့ကောင်းကောင်းသိတယ်နော်စစ်သားကြီးတွေပေါ့ကွာမင်းတို့ပြောတဲ့ဟို CDN ဝင်တဲ့ဗိုလ်မှူးတွေဒါဗိုလ်ကြီးတွေဒီကောင်တွေပြောလားမပြောလားမသိငါပြောပြမယ် ကဘာ90တို့ဥနေဝင်လက်ထက်ကကဘာ90ကိုပြင်ခဲ့တယ်1962ခုနှစ်အာဏာသိမ်းမှုတော်ဦး1958မှာကကကြီးဥပဒေကိုပြင်ခဲ့တယ်ပြင်စင်ဖွဲ့စည်းတိုးချဲ့တယ်ပေါ့ကွာအရင်တော့စစ်တိုင်း2တိုင်းကနေ4တိုင်း4တိုင်းနဲ့6တိုင်း6တိုင်းနဲ့7တိုင်း7တိုင်းကနေပြီးတော့အခု14တိုင်းဖြစ်သွားတယ်စစ်တိုင်း14တိုင်းရှိတယ်တပ်မ10မှရှိတယ်စစ်တိုင်း2တိုင်းရဲ့အောက်မှာစစ်တိုင်း2တိုင်းရဲ့အောက်မှာသူကဘာရှိလဲဆိုတော့တိုင်ရင်တပ်ဖွဲ့ချင်းများချင်းလင်းတိုင်ရင်တပ်ဖွဲ့10ဖွဲ့ရှိတယ်တိုင်းတမတမရဲ့အောက်မှာနော်နောက်တော့တမတမရဲ့အောက်မှာ တမဆိုတော့ခုံခုံတို့ငငါတို့နှစ်နှစ်တို့လေးလေးတို့ဘာလို့ညာတို့ပေါ့ကွာအတမတတိအင်တိုင်းနှစ်နှစ်ဖန်အဲတုံးတုံးစကိုင်းလေးလေးအဲကြိုက်ထူပေါ့ငါမူကြီးနဲ့ကြိုက်ထူဟိုငငါငငါအောင်ပန်းအဲ66ပြီးအင်းမခုံခုံပကုအဲရှစ်ရှစ်အဲဟိုဘယ်မှုံရပါပေါ့အဲကိုကိုစကိုင်းပေါ့အဲအစားစီပြီးအဲတရားတက်ဆိုလို့ရှိရင်ပခုတ်ကူပေါ့လေအဲမျိုးစစ်တိုင်းအဲစစ်တမတရှိတယ်နော်တမတရှိတယ်စစ်တိုင်းကျတော့အရှိအနောက်တောင်မြောက်အရှိတောင်တိုင်းဘာညာပေါ့ကွာ14တိုင်းနော် တခါတခါကျရင်စီးရေးအကြောင်းတွေပြောချင်တာအများကြီးရန်သူရဲ့ပြောင်းလဲလာတဲ့အကြောင်းတွေပြောချင်တာလည်းအများကြီးပဲဒါပေမဲ့ဒီမနက်မြင်ရတဲ့ကိစ္စကြီးကတအားရုပ်ပြတ်သွားကြည့်တယ်တအားရုပ်ပြတ်သွားကြည့်တယ်စတားလေးနဲ့မဖွင့်ပါနဲ့โอเคမဖွင့်ဘူးဒါဆိုငါတို့ကစတားလေးမဖွင့်ဘူးငါတို့ရှိမှလာသုံးကြပြည်သူလူထုတွေစီးစစ်ပြီးလက်ခံပေးမယ်ရှိသလားရှိတလားမလို့ရတာရွှေတွင်းနေနေလို့တာရွှေတွင်းကိုရိုးရိုးတန်းတန်းတော့မှမျောမတိုက်တော့ဘူးတေချာကုတ်ပြီးတော့မှတနေရာမှာတက်ကျင်မှုတော့ဘူးဖက်ဖိုးတွေနဲ့ကုတ်အာဆိုတာဗာလဲဟိုဖောက်ကားတွေနဲ့တဲမိုက်တယ်ကွာဖျားပွဲလိုပဲအဲ့တော့ဟိုတီအန်လန်လေးကိုလည်းနည်းနည်းသတိပေးချင်ပါတယ်တီအန်လန်လေးကို နော်မင်းတို့နဲ့တွဲနေတဲ့တရားလည်းသိပေးခြင်းရှမ်းမြောက်မှာဘာလို့ကြသွားလဲဆိုတော့ရှမ်းမြောက်ခုဘာလို့တရုတ်ရဲ့ဖိအားလည်းပါတယ်လို့ရန်သူထောက်လိုင်းရေးတယ်ပါတယ်ရန်သူရဲ့ထောက်လိုင်းရေးတယ်ပါတယ်ရန်သူထောက်လိုင်းရေးကဘလို့အသွင်ယူလာလဲဆိုတော့အခုထော်လာကြီးချင်းရွှေဟော်တို့လောင်ကိုင်းတို့မူဆယ်တို့ဘက်ကနေတဲတဲ့ထော်လာကြီးဟိုက်ထော်လေးထော်လာကြီးတရုတ်ကထုတ်တဲ့အဟောင်းတွေဝယ်တဲ့ကောင်တွေ အဲ့ကောင်လေးစီစစ်လမ်းပေါ်မှာ10စီးတရွဲ5စီးတရွဲ3စီးတရွဲ4စီးတရွဲသွားနေတဲ့ကောင်လေးတဲမှာတကယ်ရိုးသားသားလှုပ်ရှားတဲ့ကောင်လေးပါတယ်ဆာယာဖာနဲ့ SP တွေပါနေတယ်အဲ့ကြိုက်ဖို့ကြောက်မဲတို့တီဘောတို့ဘာတို့ညာတို့ပေါ့အခုမင်းတို့နောင်ချိုးတို့အကုန်လုံးအဖိုက်ခံရတာတေချာကိုစနစ်တကျပုံကျဲသွားတာအဲ့ဒါကထော်လာကြီးတမားတွေနဲ့စိုင်ကယ်ကယ်တီတမားတွေမှာဆာယာဖာနဲ့ SP တွေပါနေပါတယ်ဒါကျွန်တော်တခါလေးပြောလိုက်တာပါမင်းတို့ကောင်တွေကပတ်ဆံရရင်ပြီးရောဆိုပြီးတော့အရင်တော့စစ်ခွေးလက်ထက်က3000ပဲကောက်တဲ့ဂိတ်မှာ1000ထောင်ကောက်တော့လေပြေးပြီးတော့သွားတဲ့ထဲမှာတေချာစီစစ်ဖို့တော့လိုတယ်အဲ့တော့မင်းအောင်လိုင်းကိုရှော့မတွက်နဲ့ အခုဒီဒီတင်ကြီးရစကွေးတွေဘက်ကနေတယ်လီဂရမ်တို့ဘာလို့ညာတို့ကနေတင်းလာတယ်ကဘာဟိုဒါကြီးချပြလိုက်ရင်ဘာဖြစ်သွားမလဲမင်းတို့ပြောနေတာအင်္ဂလိပ်လိုပြောတာမဟုတ်ဗမာလိုပြောနေတာဗမာတွေပဲနားလေတဲ့စကားတချို့တိုင်းသားဗမာစကားနားမလဲတဲ့တိုင်းသားတော့နားလေချင်မှနားလေမှာဒါပေမဲ့ရန်ဖြစ်နေတာတော့တွေ့တယ်ယူနီဖောင်းကြီးဝတ်ပြီးတော့ပြဿနာရှာနေတာတနက်တိကံယူပြဿနာရှာနေတာတော့တွေ့တယ်တပတ်ကပြည်သူလူလူဖြစ်နေတယ်မင်းတို့ကပျောက်ကြားစစ်သားတွေမှန်ရင်ပြည်သူနဲ့တသားတဲ့ပြည်သူလူနေရတယ်မင်းမှကတ်ရှိရတယ်ကျွန်တော်တော့စားဖားပါစားဖားကတော့ဝင်ဖမ်းသွားတဲ့ချိန်ကအဲဒီကောင်စောက်ရတမားလူလူဘီယာတမားလူလူငါတို့ဖမ်းသွားတာအသွင်ယူတယ်လို့ခေါ်တယ် 利、就是、用你妈个这个生意的家理解他了，按照人信息多，名头过来啊！只要一过二千一亩地，别人没看上我了。没有在那的时的那家没的嘛。呃，龙中也一样。哦，只啊，树叶，每有地啊，六百皮皮个，得三得三得三五六的说，三千多块了。爷一多大路没有，沙头的，有嘛？都不是那块的，小块的没下，有杀头的没下，有没下？哎，沙碱的，这下没。地里地里也山里有，到、就是、的地、嗯、的，可能只要在野有没？ အဲ့ဒါအလူလူလူပါအကြံလူကြံပါကျွန်တော်တို့ရဲ့လုံခြုံရေးလိုအပ်ချက်အရာဒီမိသားစုဒီဆိုင်ရာဒီလူဒီလူတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီလူတွေဒီလူတွေကိုရေးယူမယ်ဟုတ်ပြီအဲ့ဒါဆိုရှင်တကယ်အခက်အခဲဖြစ်တယ်ဟိုမိဘတွေနဲ့ဟိုဝေးနေတဲ့လူတွေပဲဖြစ်ဖြစ်ညီကောင်မောင်နှမနဲ့ဝေးနေတဲ့လူတွေပဲပတ်စံထုတ်တာလည်းသွင်းတာပဲဖြစ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်လိုအပ်ချက်ဖြစ်လာပြီလိုအပ်ချက်ဖြစ်လာပြီဆိုရင်အဲ့ဒီရဲ့လိုအပ်ချက်အစားကိုကျွန်တော်တို့ဖြည့်တင်းထားပေးပါတယ်ကျွန်တော်တို့ရဲ့တရင်တစ်ဖက်ဒီရဲ့ဖွင့်လာတဲ့အဲတတ်တာဆိုင်လေးရှိပါတယ်ဟိုကသူ့ရှိမှ2000ပေးရရင်ကျွန်တော်ရှိမှ1000နဲ့ပြီးသူဝင်ဆောင်မှုဆိုတာဒါကိုခေါ်တာလေကိုကတတ်တာလည်းနီလန်းနဲ့ပြီးသူဝင်ဆောင်မှုပေးရတာအဲ့ဒါပြီးသူဝင်ဆောင်မှုပြဿနာလို့ခေါ်တယ်စီရင်လည်းဘာမှမဆိုင်ဘူး